ုံးမဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့တာမန်အသုံးပြုနေတဲ့ Facebook အကောင့်ကိုကျွန်တော်ပတ်သက်ရှာနိုင်တဲ့ Facebook အကောင့်ဖြစ်အောင်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ Facebook အကောင့်ထဲမှာရှိရဲ့ဒီ friend တွေကို follower အဖြစ်ပြောင်းသွားအောင်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီအရန် trap ဖြစ်နေတဲ့ဒီ CM set app တို့ reset app တို့ bonus set app တို့စသဖြင့်ဖြင့် modernization tool တွေပွင့်လာနိုင်ခြေရှိတဲ့ဒီ modernization tool တွေပွင့်ပြီးတော့ပတ်သက်ရှာလို့ရတဲ့အကောင့်တစ်ခုဖြစ်အောင်လို့ပေါ့နော်ဒီ professional mood on on နီးလေးကိုအစားဆုံးရှင်းပြ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့တာမန် Facebook account ကနေဒီလိုမျိုးလေးဖွင့်ထားလိုက်ရုံနဲ့ကျွန်တော်တို့ဒီပုံမှန်ဒီပို့လေးတင်ပေးနေုံနဲ့ Facebook ဘက်ကနေ invite လောက်လာမယ်ဆိုရင်ဒါကျွန်တော်တို့ပတ်သက်ရှာနိုင်တဲ့ကောက်ဖြစ်သွားပြီပေါ့နော်အဲဒီလိုမျိုးပြောင်းပုံပြောင်းနီလေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ဗျာနီလေးကတော့ရမ်းလွယ်ကူပါတယ်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook account ထဲကိုတစ်ချက်ဝင်လိုက်ပေါ့နော် Facebook account ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်ဆုံးမှာ အဲညာဘက်ဆုံးမှာအတန်းလေးသုံးတန်းနဲ့ profile ပုံလေးရှိရပါတော့အားလေးကိုတစ်ချက်နှိပ်လိုက်ပါဗျအားလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ profile နေရာလေးကိုရောက်သွားလိမ့်မယ်ဗောနောအဲ့နေရာမှာကိုယ့်ရဲ့ဒီ profile icon နဲ့ name လေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါဗျအဓိကတော့ကိုယ့်ရဲ့ profile နေရာကိုတစ်ချက်ဝင်ရမှာဗောနောအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျအဲနှိပ်ပြီးပြီဆိုတာနဲ့ဒါဆိုရင်ကျွန်တော်အခုမိတ်ဆွေတို့စံပယ်ပြတဲ့အကောက်ဆိုရင်ဒါ friend 53ယောက်ရှိရဗောနောတကယ်ချင်း53ယောက်ရှိတယ်အဲဒီအကောက်ကဒါတာမန် profile အကောက်ဗောနောကျွန်တော်တာမန်အသုံးပြုနေကြအကောက်ပဲဖြစ်ပါတယ်ဗျဒီအကောက်ကိုကျွန်တော်တို့ကပတ်ဆက်ရှာနိုင်တဲ့ page တစ်ခုအနေနဲ့ဖြစ်အောင်ပြောင်းကျင် ်နေဆိုရင် professional မှု on be ရမှာဖြစ်ပါတယ်ဗျအဲကျွန်တော်အခုများထုတ်ပြပေးထားတဲ့အဆက်၄30ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီအဆက်၄30ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီအောက်ဆုံးနားလောက်မှာ turn on professional မှုဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီဟာလေးပေါ့အဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါဗျဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမှာပဲဒါလေးကိုဒီလိုနှိပ်ပေးလိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ဒီလိုမျိုး turn on နဲ့ lens mode ဆိုပြီးတော့ကျွန်တော်တို့တွေ့ရပါလိမ့်မယ်အပေါ်ကဒီ turn on ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်တော့ဒီနေရာမှာအဲ तू ကအခြေခံအားဖြင့်ရေးထားရပါတော့ Welcome to Professional မှုဘာညာဆိုပြီးတော့ဒီ Professional မှု online တဲ့အတွက်ကြောင့်မလို့အဲဒီလိုမျိုး audio တွေကိုကိုတိတိကျဘာညာကြည့်လို့ရမယ်ပြီးရင်ဒီ modernization tool တွေပွင့်လာရင်ပတ်စံရှာလို့ရမယ်နောက်ထပ်အများကြီးရှိသေးရပါတော့အဲဒီလိုမျိုးတွေလုပ်လို့ရမယ်အဲကျွန်တော်တို့ကဒါဘာမှထွေထူးလုပ်ဖတ်စရာမလိုပါဘူးနှိပ်ကိုနှိပ်ပြီးရှေ့ဆက်သွားလိုက်အောင်ပါပဲဗျနှိပ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါဒီလိုမျိုးလေးပေါ်လာပြီးဆိုရင်လည်းနှိပ်ကလေးကိုပဲနှိပ်ပြီးရှေ့ဆက်သွားလိုက်ပါဗျအဲဒီနေရာမှာကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲကို ဒီနေရာမှာဘလို့နေနဲ့သွားကျင်တာလဲပေါ့နော်ဟောကိုအကောင့်မှာတင်ထားတဲ့ပို့တွေကို friend only ပဲမြင်ကျင်တာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ pay တစ်ခုနေနဲ့ရက်တည်ကျင်တာလားပေါ့နော်ကျွန်တော်တို့ကတော့ဒီကိုယ့်ရဲ့ပို့တွေကိုလူများများမြင်ပြီးတော့ ဒီ follower by ထပ်ပြီးတော့တိုးလာကိုတင်တဲ့ပို့လူမျိုးများမြင်အောင်ဆိုရင်တော့ဒီ public ဆိုတဲ့ subject တက်ဆိုတဲ့ဟာလေးကိုရွေးပြရမှာဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ရွေးပြလိုက်ပါရွေးပြပြီဆိုရင်ဒီအောက်မှာရှိတဲ့ name ဆိုတာလေးကိုနှိပ်ပြီးရှေ့ကိုဆက်သွားလို့ရပါတယ်ဗျ name ကိုတစ်ချက်နှိပ်လိုက်ပါအဲဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော် confine ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်အဲပြီးပြီဆိုရင်တော့ရပါပြီ အဲဒီလိုမျိုးပေါ်လာပြီဆိုရင်လည်းဒါနှိတ်ကိုစပြီးနှိတ်ပေါ့နော်သူက modification 2တွေဒီလိုမျိုးသွားဝင်ကြည့်လို့ရရဆိုတော့ပြပေးထားတာပဲဖြစ်ပါတယ်ဗျဒီလိုမျိုးပေါ်လာပြီဆိုရင်လည်းဒီအောက်မှာရှိရဲကျွန်တော်နှိတ်ဆိုတဲ့ပြောင်း clock လေးကိုပဲနှိတ်ပြီးရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ဗျဒါလေးကိုနှိတ်လိုက်ပါအဲဒီနေရာမှာလည်းနှိတ်ကိုနှိတ်ပြီးရှေ့ကိုဆက်သွားလိုက်မှာပေါ့နော်နှိတ်ကတော့9ကလုံးနှိတ်ရပါတယ်ဗျအဲဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်ဒီ skate ဆိုတာလေးကိုတစ်ချက်နှိတ်ပေးလိုက်တော့ပေါ့နော်ဒီဘက်က skate ဆိုတာလေးကိုတစ်ချက်နှိတ်ပေးလိုက်မှာပဲဗျအဲ့ဒီလိုမျိုးဆိုရင်ရပါပြီကျွန်တော် go to professional dashboard ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ ဒီတာမန်အကောက်ကိုပြေးအနေနဲ့ပတ်သက်ရှာနိုင်တဲ့ပြေးအနေနဲ့ပြောင်းလိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဗျဒါဆိုရင်အဲကျွန်တော်တို့ခုန friend 53ယောက်ကနေပြီးတော့အခုအဲ့ friend နေရာနေပြီးတော့ကျွန်တော်တို့ follower အနေနဲ့ပြောင်းသွားမှာဖြစ်ပါတယ်ဗျအဲမမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲပေါ့နော်အဲဒီလိုမျိုးတာမန် Facebook ကောက်ကနေပြီးတော့ကျွန်တော်ပြေးအနေနဲ့ပြောင်းသွားပြီးပဲဖြစ်ပါတယ် follower အနေနဲ့ပြောင်းသွားပြီးပါဒီလိုမျိုးပြောင်းသွားပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီ account profile နေရာကိုပြန်ဝင်ကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာ professional dashboard ဆိုတာလေးပေါ်လာပြီးပဲဖြစ်ပါတယ်ဗျဒီအတိုင်း dashboard အဖြစ်မှာပေါ်ရင်ဒီ simo ဆိုတာလေးကိုချက်နှိပ်ပြီးပါ အဲကျွန်တော်မပေါ်သေးဘူးပေါ့နော် reflect တစ်ချက်လုပ်ပေးလိုက်မယ်ပေါ့နော်ဒါမှမဟုတ်ရင် session ကြီးပြန်ဝင်ပေးလိုက်ပေါ့နော်အဲဒီမှာပေါ်လာပြီပဲဖြစ်ပါတယ်ဗျ reflect လုပ်ပေးလိုက်တာပေါ်လာပြီပေါ့နော်ဒီ professional dashboard ဆိုတာလေးပေါ်လာပြီပဲဖြစ်ပါတယ်ဗျအဲ professional dashboard ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ အဲတစ်ချက်နေပြီဆိုရင်တော့ဒီလိုမျိုးကအကြောင်းမရှိဘူးကျွန်တော်တို့ဒီလွတ်တဲ့နေရာလေးတစ်ချက်ထောက်လိုက်ရပြီပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာရှိတယ် home inside contact ဒီ engagement နောက်မှာဒီ monetization ဆိုတာလေးရှိရပေါ့နော်အားလေးကိုတစ်ချက်နေပြီလိုက်ပါဗျာဒါလေးကိုတစ်ချက်နေလိုက်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ Facebook ကနေပတ်စံရှာလို့ရမယ်နီလန်းနေအာတန်းစီပြီးပေါ်လာပါလိမ့်မယ်ဒီနေရာမှာတော့အခုနောက်ပိုင်းမှာဆိုရင်ဒါ instagram ID ရတို့ဘာတို့က Facebook ကနေပြီးတော့ဒီ contact modernization လို့ခေါ်တဲ့ CRM တွေကိုရောသွားပြီးရောပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကနေအခြေခံ requirement ပါ냐ပြည့်အောင်တော့လုပ်လို့မရတော့ဘူး Facebook ဘက်ကနေ invite လုပ်မှာ သူ့ဘက်ကနေဖွင့်ပေးမှာကိုရှိမှာဆက်အပ်ဆိုပြီးလာပေါ်မှာဗောနော်အဲ့လိုမျိုးဆက်အပ်ဆိုပေါ်မှာဒါကတော့ဆက်ပြီးတော့ပတ်စံရှာလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့တာမန်အားဖြင့်ကိုရဲ့ Facebook အကောင့်ကိုကျွန်တော်ရိုးရိုး Facebook အကောင့်ကိုပတ်စံရှာနိုင်တဲ့ပြည်အနေနဲ့ပြောင်းပုံပြောင်းနည်းလေးပဲဖြစ်ပါတယ်ဗျ Professional Move on နည်းလေးဗောနော်ဒါကိုကိုကမကြိုက်လို့ပြန်ပြီးတော့ပိတ်ချင်တယ်ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဒီ profile တွေကိုပြန်ဝင်ပြီးရင်ခုနအတိုင်းဒီအဆက်လေး30ကိုနှိပ်ဗောနော်အဆက်လေး30ကိုနှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီအောက်ဆုံးမှာ10 of professional move ဆိုတာလေးရှိပါတယ် အဲဒီမှာပေါ့နော်ဒီ10 of professional မှုဆိုတာလေးကိုတစ်ချက်ပြန်နှိပ်လိုက်အောင်ပါပဲနှိပ်ပြီးရင်ဒီနေရာမှာ continue နဲ့ close နဲ့ပေါ်လာရင်ဒီအပေါ်ကဒီ continue ဆိုတဲ့အပြောင်းအစားလေးကိုတစ်ချက်နှိပ်ပြီးလိုက်အောင်ပါပဲဗျအဲဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဒီ10 of ဆိုတာလေးကိုဆက်ပြီးတော့တစ်ချက်နှိပ်ပြီးလိုက်ပါဗျအဲပြီးပြီဆိုရင်တော့ကျွန်တော်ရပြီပေါ့နော်အဲပြီးပြီဆိုရင်တော့ကျွန်တော် close ကိုပဲနှိပ်ပြီးတော့ sheet ကိုပြန်ထွက်လိုက်လို့ရပါပြီဗျ ပြီးရင် reflect လေးတစ်ချက်လုပ်ပြီးလိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်တို့ခုနကပေးအနေနဲ့ပြောင်းထားတယ်ပတ်သက်ရှာနေနေပေးအနေနဲ့ပြောင်းထားတဲ့အကောက်ကိုရိုးရိုး Facebook အကောင့်နေနဲ့ပြန်ပြောင်းလိုက်ပြီးပဲဖြစ်ပါတယ်ဗျအဓိကတော့ turn on နဲ့ turn off လေးကိုနှစ်ခုကိုပြောင်းလဲလေးလုပ်ပေးရုံပဲပေါ့နော်ဒီနီလန်းလေးနဲ့ Facebook ကနေပြီးတော့ကျွန်တော်တို့ invite တွေ CM တွေ contact တွေ CM တွေ bonnet တွေ read တွေကိုကျွန်တော်တို့ invite လုပ်ပြီးတော့ပတ်သက်နေမြန်မြန်ရှာနိုင်ကြပါသေးခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းတူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ